မြန်မာနိုင်ငံမှာကလေးများလို့ထိုင်းနိုင်ငံကိုသွားကကလေးရအောင်ကြိုးစားနေရတဲ့ရန်နာမိုင်တို့လေးမြောင်မြန်မာနိုင်ငံမှာကလေးရအောင်ကြိုးစားနေပေမဲ့အလုံးမဖြစ်တာကြောင့်ထိုင်းနိုင်ငံကိုသွားကကလေးရအောင်ကြိုးစားနေကြတာကတော့အစွန်ရောရန်နာမိုင်တို့ဇုံတွေပါအားလုံးလေးဒီကြတဲ့အတိုင်းတချင်းနေအသက်ပါဝါအားကောင်းကောင်းနဲ့မြင်းမြင်းကြကြသည်ဆိုတဲ့ပြပန်ရှင်နေတဲ့နေရာခိုင်လူမျိုးအစွန်ရောမှလေးရန်နာမိုင်ဟာအပျော်ကြီးပွားနဲ့ချိန်တော်ကြောင်နေထိုင်ပြီးတော့သူမအောင်တန်ဖိုးထားချစ်တဲ့ဂီတပညာရှင်ကိုမျိုးချော်နဲ့လက်ထက်ခင်တာဖြစ်ပါရင်ရန်နာမိုင်နဲ့ကိုမျိုးချော်တို့ဟာလက်ထက်ထားတာခုဆိုရင်နှစ်တည်းကြာလာပါပြီ ဒါမှမဟုတ်အခုချိန်ထိကိုရင်သွေးရတာနားမရသေးတာပါ။ဒါကြောင့်လည်းအခုခါမှာတော့ရနာမိုင်းနဲ့ကိုမျိုးကျော်တို့ဟာထိုင်းနိုင်ငံကိုသွားကဖမ်းပြွန်တဲ့ဒေသ IVN နီလန်နဲ့ကလင်းရအောင်စ조사နေတာဖြစ်ပါရင်အခုချိန်မှာတော့ကလင်းမရနိုင်တဲ့ဇနီးမောင်နဲ့တော်တော်များများဟာလည်းဒီလိုဖမ်းပြွန်တဲ့ဒေသနီလန်ကိုကလင်းယူနေကြတာပါ။ဒါကြောင့်လည်းရနာမိုင်းတို့ဇနီးမောင်နဲ့ဟာလည်းအစွမ်းကုန်စ조사နေကြတာပါ။ဒါကြောင့်လည်းရနာမိုင်းတို့ဇနီးမောင်နဲ့အနေနဲ့မကြခင်ကလင်းရတော့ပါလားဆိုပြီးတော့စောင့်ကြည့်သွားမှာပဲဖြစ်ပါရင်ဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပြတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါရင်နောက်ရက်တွေမှာလည်း ဒီထက်ပိုပြီးတော့စိတ်ဝင်စားဝင်ရကောင်းတဲ့ဆယ်လီသတင်းကြောင်းရလေးနဲ့ပြန်လာခဲ့ပါအောင်မရှင်။